လူအများစုဟာငွေဆိုတဲ့တရဝါကိုအစိတ်ရှိရဲ့ငွေဖြစ်စေအစိတ်မရှိသည့်ဖြစ်စေကြောက်ရွံ့တတ်ကြပါတယ်။ဘာကြောင့်လဲဆိုတော့ငွေကိုက်ခံရခြင်းဟာလူတွေရဲ့အတက်ကိုအနည်းငယ်ပေးစီတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ကမ္ဘာပေါ်ကငွေအနည်းငယ်မရှိတဲ့နိုင်ငံတနိုင်ငံအကြောင်းတင်ဆက်ပေးကြပါတယ်။ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့နိုင်ငံအများပြားမှာငွေမျိုးစိတ်ပေါင်းများစွာရှိပြီးမယ်။ယူစီတဲ့နိုင်ငံကတော့ ငွေ90တဲ့နိုင်ငံအနည်းငယ်တွေကနိုင်ငံတစ်ခုအဖြစ်တည်ရှိနေပါတယ်။နယူးဇီလန်ကဘာကြောင့်ငွေတွေမရှိကြတာလဲ။ကြီးရှုသူမိတ်ဆွေများအတွက်စိတ်ဝင်စားဖွယ်ဘူးတုဒ္ဒဖြစ်ဖွယ်အကြောင်းအရာများတင်ဆက်ပေးသွားမှာမဟုတ် The Prehat Channel လေးကို Like and Subscribe လုပ်သွားပေးပါဦးခင်ဗျာ။အကြောင်းရင်းကတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကစတင်ခဲ့တာပါ။နယူးဇီလန်ဟာ လွန်ခဲ့တဲ့နှစ်တန်းပေါင်း600ခန်းကတည်ရှိတဲ့ဂွန်ဝမ်လာလို့ခေါ်တဲ့ကြီးမားတဲ့တိုက်ကြီးရဲ့အစိပ်ပိုင်းတစ်ခုပဲဖြစ်ပါတယ်။အချိန်ကြာလာတဲ့အခါအဲ့ဒီတိုက်ကြီးကလေနိုင်ငံများဖြစ်လာမဲ့ကုန်းပြည်အစိပ်ပိုင်းများတဖြည်းဖြည်းခွဲထွက်လာပြီးနောက်နယူးဇီလန်ဖြစ်လာမဲ့ခွဲထွက်လာတဲ့ပြည်မှာတော့ငွေများမပါရှိခဲ့ပါဘူး။ဆိုလိုတာကတော့တခြားခွဲထွက်သွားတဲ့ကုန်းပြည်များမှာငွေများကျရင်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ကစပြီး နယူးဇီလန်နိုင်ငံဟာငွေများရောက်ရှိပေါက်ဖွားလာဖို့နီးလမ်းမရှိသောဝေးလံတဲ့ကျွန်းတစ်ခုဖြစ်လာခဲ့ပါတယ်။အဲဒီလိုအချိန်ကြာမြင့်စွာ တနိုင်ငံနဲ့တည်ရှိခဲ့ရတဲ့အတွက်နယူးဇီလန်နိုင်ငံဟာပြည်ပြည်စုံတဲ့ကေဟစနစ်တစ်ခု ecosystem တိုးတက်ဖြစ်ပေါ်ခဲ့ပါတယ်။ကီဝီကတ်မျိုးစိတ်များနဲ့တူရတာယာကဲ့သို့ရှားပါးမျိုးစိတ်များဟာငွေကဲ့သို့တာယာစိတ်ဆံများမရှိကြကြောင်းစင်ကဲပြောင်းလဲလာခဲ့ကြပါတယ်။ တူရတရများဟာဖို့မွေရုကဲ့သို့တွားတွားတရဝါမျိုးဖြစ်ပေမဲ့ကဘာပေါ်ရှိအခြားနေရာများတွင်တွေ့ရသောတွားတွားတရဝါများနဲ့မတူကွဲပြားပြီးသူတို့ရဲ့အဆက်အနွယ်များမှဆင်းသက်ပွားပွားလာခဲ့ကြပါတယ်။နယူးဇီလန်နိုင်ငံဟာလူသားများရောက်ရှိနေထိုင်မှုမရှိခင်နှစ်တန်းပေါင်းများစွာကတည်းကငွေကင်းစင်ခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ယနေ့ခေတ်မှာတော့နယူးဇီလန်အနီးရှိရေတဲတွင် ပင်လယ်မွေများတစ်ခါတည်းတွေ့ရတတ်ပေမဲ့အင်းပြတဲ့ရာသီဥတုကြောင့်သူတို့နေထိုင်အသက်ရှင်ဖို့ခက်ခဲလာပါတယ်။နယူးဇီလန်ဆိုရအနေဖြင့်လည်းဒီဝလုံုံရေးဥပဒေ Biosecurity Law များဖြင့်မွေများနိုင်ငံထဲမရှိနိုင်အောင်ကာကွယ်ဆောင်ရွက်လျက်ရှိပါတယ်။ဒါအပြင်မြေသီးမွေမစိုးပတ်တော်ဆရောက်ရှိလာပါကလည်း ecosystem ကိုပျက်စီးစေနိုင်တာကြောင့်အမြန်ဆုံးဖန့်ယူကြပါတယ်။ဒါကြောင့်လည်း နယူးဇီလန်နိုင်ငံဟာကမ္ဘာပေါ်မှာငွေလုံးဝမရှိတဲ့နိုင်ငံအဖြစ်တည်ရှိလျက်ရှိပါတယ်။ဒါဟာနယူးဇီလန်နိုင်ငံရဲ့ဘူမိဗေဒဆိုင်ရာအချက်များအချိန်ကြာမြင့်စွာတည်တံ့ရည်တည်နေထိုင်မှုနဲ့ခိုင်မာတဲ့ပတ်ဝန်းကျင်ဆိုင်ရာကာကွယ်မှုများကြောင့်ယခုလိုထိမ့်သိမ်းကာကွယ်ထားနိုင်တာပဲဖြစ်ပါတော့တယ်ခင်ဗျာ။